စစ်တပ်ကခန်းပတ်မျိုးစီကိုကလေးတမူလဲကနေတဆင်အင်အားရနေချီထိုးစစ်ဆင်နေပြီးဒေသခံတချို့ပိတ်မိနေတယ်လို့ဖန်စီတပ်ဖြတ်ခရရတဲ့အကြောင်းသတင်းတွေထွက်နေပါတယ်။သို့သူအောင်သတင်းပေးပို့ထားတာပါရှင်။စစ်ကောင်မရှင်တပ်တွေကမြန်မာအိန္ဒိယနယ်စပ်ကုံသွယ်လမ်းကြောင်းဖြစ်တဲ့ကလေးတမူလမ်းကတဆင့်စစ်ကြောင်းအုံကုအင်အားယာကြီးပိုင်းသုံးပြီးကလေးမျိုးကနေခံပတ်မျိုးဘက်ကို ထိုးစစ်ဆင်နေတဲ့အကြောင်းစေရေးရင်မြစ်ကပြောပါရယ် အော်တိုဝါ16ကနေ17ရက်အတွင်းကလေးမျိုးလေးစိတ်ကိုထောက်ပို့လီရင်18စီးထပ်မနေရောက်ရှိလာပြီးနောက်ကလေးနယ်မြောက်ပိုင်းကိုစတင်ထိုးစစ်ဆင်ခဲ့ကအော်တိုဝါ20ရက်မနက်ပိုင်းအထိဆိုရင်ရဇတ်ကျူရွာမှာအခိုင်အမာတက်ဆွဲခဲ့တဲ့အကြောင်းသိရပါဗျ။ဆက်သွယ်ရေးလိုင်းတွေခတ်ခဲတာကြောင့်သူ့ရဲ့စာနဲ့ပြောပြချက်ကို DVV ကအသံအစားတို့ဖတ်ပြထားပါဗျ။လေရင်ကွင်းကစင်နာနဲ့ဒီမြောက်ပိုင်းဘက်ကိုပို့တာအဓိကကတော့ကလေးတမူလမ်းကြောကိုရှင်းကျင်တဲ့အခြေအနေရှိတယ်။ ပြီးရင်တိရသလောက်ကတော့လမ်းရှင်းပြီးရင်တမူးမှာတက်မထိုင်မယ်လို့သတင်းရတယ်။ရစကြိုရွာရဲ့အဝင်မှာဓာတ်ဆီဆိုင်မှာဘန်ကာအင်္ဂရီနဲ့စောက်တယ်လို့သတင်းရတယ်။ပြီးရင်မြန်လေးတောင်နာမှာအထိုင်ချတယ်။နောက်တစ်ကြောင်းကလက်ပံချောင်းမှာအခိုင်မှာအထိုင်ချတယ်။အခုနောက်ဆုံးလက်ပံချောင်းကအဖွဲတချို့မောင်လင်းဘက်ရွှေ့တယ်လို့သတင်းထွက်လာတယ်။လက်ရှိအခြေအနေဒီကြောင့်ရစကြိုဆင်နဲ့ကလေးမျိုးအကြမ်းမှာရှိတဲ့ဒေသခံတွေဆစ်ဆောင်နေရပြီးမတော်နိုင်လို့ဖြစ်စေပိတ်မိနေသူတွေကိုလည်း စစ်တပ်ကလူသားတိုင်းလုပ်ပြီးထောက်ခဝင်မပေးတဲ့အကြောင်းသူကပြောပါတယ်။ဒါအပြင်ရွာတဲကိုပစ္စည်းဝင်ယူတဲ့ကံကြီးရွာသား၂ယောက်နဲ့အနောက်ခုံသားရွာကဒေသခံ၁၃ယောက်အပအဝင် အရက်သားတို့ချို့ဖမ်းဆီးခံခဲ့ရကအနီးဝန်းကျင်ကရွာတွေမှာပိတ်မိနေသူဥယျာဉ်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေကတော့2000ဝန်းကျင်လောက်ရှိတယ်။နောက်အကုန်အကုန်လုံးကပေါ့နော်ဒီဘေးလွတ်မထင်တဲ့တောင်ပေါ်တွေတလိုမျိုးနေဆက်ပတ်လိုမျိုးအဲ့လိုနေရာတွေကိုချက်ချင်းရှောင်ကြရတယ်ပေါ့နော်။နောက် survivor ဘတ်ဆိုလို့ရှင်ဒီစစ်ကြောင်းကဝင်ပြီးတော့မှသူတို့ အိမ်ကြီးလည်းမွေးနှောက်တယ်ပေါ့နော်နောက်ရာဇကျူဆိုလို့ရှင်လည်းထုံနေလည်းကောင်းမီရှူတာတွေပဲလုပ်တယ်နောက်စပေးရှောင်ကြားတဲ့သူတွေမှာတချို့တချို့တလျပြန်ခောက်လာကြအရှိရပေါ့နော်ပစ္စည်းပါယူဖို့ဆိုမှဆိုတော့အဲ့လိုလူတွေကို12ဦး73လောက်ထိကိုဖမ်းထားတယ်တက်ပစ်လိုက်ပြီလို့လည်းတင်ကြားတယ်ပေါ့နော်ဟုတ်ဒီလိုအခြေအနေတွေကြောင့်ပြည်သူတွေအနေနဲ့စစ်ရေးသတိပြုဖို့နဲ့ကလေးတမှုလမ်းကိုအသုံးမပြုကြသေးဘူးကာကွယ်ရေးတပ်တွေကကန့်သတ်ခဲ့ပါတယ် ထိတွေ့တိုက်ပွဲဖြစ်တာတွေလည်းရှိခဲ့ပြီးစစ်ကောမရှင်ဘက်ကတသားတချို့အလင်းဝင်လာပေမဲ့စစ်ရဲအရှင်တွေရှုပ်ထွေးနေစေဖြစ်တဲ့အတွက်အသေးစိတ်ကို DVV ကစုံစမ်းနေတုန်းဖြစ်ပါတယ်။အခုစစ်ကောမရှင်တပ်တွေရောက်နေတဲ့ရာဇတ်ကျူရွာကနေဆိုရင်ကလေးမျိုးကိုမိုင်30ဝန်းကျင်တော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့ခမ်းပန်းမျိုးနဲ့ဆိုရင်23မိုင်ဝန်းကျင်ကောက်ဝေးပြီးတမူးမျိုးအထိဆိုရင်တော့96မိုင်ဝန်းကျင်အကွာဝေးရှိပါတယ်။ကျွန်တော်စိုးသူအောင်ပါ